ဒီနေ့လူရှင်ညာနေတကွဓမ္မမေဆွေညာအာအနုမောဒနာတရားအနေနဲ့သတ္တဝါတွေရဲ့တန်တမ်းမှာကောင်းတဲ့တရားစုနဲ့မကောင်းတဲ့တရားစုလို့တရားစုနှမျိုးရှိတယ်ယခင်နေ့များကသတ္တဝါတွေရဲ့တန်တမ်းမှာ မကောင်းတဲ့အမှုတွေကိုပြုလုပ်အောင်ခြေလှယ်နေတဲ့မကောင်းတဲ့တရားစုတွေအကြောင်းကိုဟောခဲ့တယ်။ဒီနေ့တော့တတ္တဝါတွေဒါနသီလဘာဝနာကုသိုလ်ကောင်းမှုတွေကိုပြုလုပ်တဲ့အခါမှာဖြစ်ပေါ်တဲ့ကောင်းတဲ့တရားစုတွေထဲကနေတခုအပါဝင်ဖြစ်တဲ့သတ္တအကြောင်းသိကောင်းစရာတရားဒေသနာတော်ကိုဟောကြားပေးမှာဖြစ်တယ် တတ်တာအကြောင်းသိကောင်းစေရတဒါတရားဆိုတာမြန်မာလူမျိုးတွေကယုံကြည်မှုလို့ဒီလိုဘာသာပြန်တယ်ယုံကြည်မှုကိုတဒါတရားလို့ဘာသာပြန်ကြတယ်အဲ့ဒီတော့ယုံကြည်မှုဆိုတဲ့မြမဝေါ်ဟာရအထဲမှာအဓိပ္ပာယ်နှစ်ခုပေါင်းစပ်ထားတယ် ယုံမှုနဲ့ကြည်မှုယုံကြည်ဆိုတာယုံကတခုကြည်တာကတခုအဲ့တော့တရားဒီနှမျိုးရှိရလို့မှတ်ရမယ်ယုံတရားနဲ့ကြည်တရားပေါ့နော်တရားနှမျိုးရှိရလို့မှတ်ရမယ်ယုံနေဆိုတာဘာကိုယုံတာလဲလို့မေးရင်မြတ်စွာဘုရားဟာ တိစီယာမှန်သမျှအကုန်သိတယ်ဆိုတာကိုမြတ်စွာဘုရားရဲ့တပညုတဉာဏ်နဲ့ပတ်သက်ပြီးယုံတယ်။နောက်မြတ်စွာဘုရားရဲ့ဒီဟောကြားတော်မူခဲ့တဲ့တရားဓမ္မတွေကိုကြင်ကြံအားထုတ်ရင်ကောင်းရာဒုက္ခတိရောက်တယ်၊ကိလေသာတွေငြိမ်းပြီးတော့မတ်ဖို့နိဗ္ဗာန်ရောက်တယ်ဆိုတာကိုယုံတယ်။ဘုရားရဲ့တပည့်သားတန်ဃာတော်တွေဟာမြတ်စွာဘုရားရဲ့အဆုံးအမတော့အတိုင်းကြင်ကြံအားထုတ်နေကြပါတယ်ဆိုတာကိုယုံတယ်။ ။နောက်ကောင်းတာလုပ်ရင်ကောင်းကျိုးရတယ်မကောင်းတာလုပ်ရင်မကောင်းကျိုးရတယ်ဆိုတာလည်းယုံတယ်။တတဝါတွေအလုံးဟာအကြောင်းနဲ့အကျိုးနဲ့ဆက်ဆက်ပြီးဖြစ်ပေါ်နေကြတယ်ဆိုတာကိုယုံတယ်။အဲ့ဒါတရားပဲပေါ့။နော်ယုံတဲ့တရားလို့ခေါ်တယ်။ရှိဘဝရှိတယ်လို့ယုံတယ်နောက်ဘဝရှိတယ်ဆိုတာကိုယုံတယ်တမလုံးလောကရှိတယ်ဆိုတာကိုယုံတယ်အဲ့ဒါတရားပဲပေါ့ယုံတရားလို့ခေါ်တယ် ခြေဘဝမရှိဘူးနောက်ဘဝမရှိဘူးအိုးဖယားဆိုတာအလုံးစုံမသိပါဘူးဖယားဟောတဲ့တရားတွေကိုကျင့်ရင်လည်းမဘုံနိဗ္ဗာန်မရပါဘူးလို့အဲ့လိုမျိုးမှတ်ထင်နေတယ်ဆိုရင်တော့ဒိဋ္ဌိဖြစ်သွားပြီပေါ့ကောင်းတာလုပ်လဲကောင်းကျိုးမရဘူးမကောင်းတာလုပ်လဲမကောင်းကျိုးမရဘူးလို့အဲ့လိုထင်မှတ်နေရင်ဒိဋ္ဌိယုံတဝက်မယုံတဝက်ဖြစ်နေရင်ဝီစီကိစ္စလို့ခေါ်တယ် ကောင်းတာလို့ရင်ကောင်းကျိုးမရဘူးလို့သတ်မှတ်ရင်ဒိဋ္ဌိကောင်းတာလို့ရင်ကောင်းကျိုးရတယ်မကောင်းတာလို့ရင်မကောင်းကျိုးရတယ်လို့သတ်မှတ်ရင်တရားအဲ့လိုမှမဟုတ်ဘဲနဲ့ကောင်းတာလို့ရင်ကောင်းကျိုးရပါမလားမရဘူးလားယုံတဲ့ဝက်မယုံတဲ့ဝက်ဖြစ်နေတယ်ယတိပြတ်မဟုတ်ဘူးပေါ့နော်ယုံတဲ့ဘက်မှာလဲ90မယုံတဲ့ဘက်မှာလဲ90အဲ့ဆိုဝေစီကိစ္စပဲ မယုံရင်ဒိဋ္ဌိယုံရင်သဒ္ဓါယုံတဲ့ဘက်မယုံတဲ့ဘက်ဖြစ်နေဝိဇိကိစ္စအဲ့တော့ဒါကတော့ဗုဒ္ဓဘာသာတွေမှာတော့ယုံတဲ့သဒ္ဓါဆိုတာဖြစ်တယ်ပေါ့နော်ဇေရောတကရောရဲ့ဆုံးမမှုတရားစာအုပ်တွေကိုဖတ်ရှုမှုကြောင့်ဗုဒ္ဓဘာသာဝင်တွေကတော့ယုံတယ်ဘုရားကိုလည်းယုံတယ်တရားကိုလည်းယုံတယ်သံဃာကိုလည်းယုံတယ်ကုသိုလ်ကံအကုသိုလ်ကံကိုလည်းယုံတယ်ယုံတဲ့သဒ္ဓါလို့ခေါ် ါဠိစာပေထဲမှာတော့အဲ့ဒါကိုတတ္တာဒီမောက္ခလို့ခေါ်တယ်။ယုံသောအပြင်ဆုံးဖြတ်ခြင်းဆိုမကောင်းမှုဆိုတာရှိတယ်လို့ဆုံးဖြတ်ချက်ချတယ်။ကောင်းမှုဆိုတာရှိတယ်လို့ဆုံးဖြတ်ချက်ချတယ်။နောက်ဘဝရှိတယ်ဆိုတာကိုဆုံးဖြတ်ချက်ချတယ်။တတ္တာဒီမောက္ခယုံသောအပြင်ဆုံးဖြတ်ချက်ချတယ်လို့ခေါ်တယ်။ဟုတ်ပြီဒါကတော့ဗုဒ္ဓဘာသာဒီမှာဖြစ်တယ်ပေါ့နော်။နောက်ကြည်တ္တာဆိုတာရှိပြန်တယ်။နောက်တစ်မျိုးက ုသိုလ်ကောင်းမှုတွေလုပ်တဲ့အခါမှာစိတ်ကြည်လင်တယ်။ယနေ့တရားဓမ္မတွေတန်ခါတော်တွေအတွက်ပစ္စည်းလေးပါးတွေလူတန်းကြတယ်၊ဆွမ်းနေဆက်ကလူတန်းကြတယ်။စိတ်ကြည်လင်တယ်။အဲ့ဒါတရားပဲနော်။ကြည်လင်တဲ့တရားတရားလို့ခေါ်တယ်။ကောင်းတာတွေလုပ်တဲ့အခါမှာစိတ်ကြည်လင်မှုသဘောကိုတရားလို့ခေါ်တယ်ပေါ့။စာထဲမှာဥပမာပေးတယ်။ခြေတွေနောက်နေတဲ့ခွက်ထဲကို မဏ္ဍများအုံတရုံကိုထည့်လိုက်မယ်ဆိုရင်အနေထိုင်သွားပြီးတော့ရေဟာကြည်သွားတယ်အဲ့ဒီတိုင်းပဲဒီတရားတရားဟာဗဏ္ဍများနဲ့တူတယ်တတ္တဝရရဲ့တန်တန်မှာကောင်းတာတွေလုပ်တဲ့အခါမှာစိတ်တွေကြည်လင်းနေတယ်လောဘတွေကင်းနေတယ်ဒေါသတွေကင်းနေတယ်မေမာနာတွေကင်းနေတယ်မနာလိုမှုဝန်တုံမှုခြေဝင်မှုတွေမဖြစ်ဘူးကင်းနေတယ်အဲ့တော့စိတ်ကကြည်လို့နော်အဲ့ဒါတရား ီတရားကြောင့်စိတ်ကြည်တာပေါ့နော်အဲ့ကြောင့်ကြောင့်တရားနှမျိုးရှိတယ်လို့မှတ်ရမယ်ယုံတရားနဲ့ကြည်တရားပေါ့ဘာသာတရားနဲ့ပတ်သက်ပြီးယုံတာကယုံတရားလို့ခေါ်ပြီးတော့ကောင်းတာတွေလုပ်တဲ့အခါမှာစိတ်ကြည်လင်တာကကြည်တရားလို့ခေါ်တယ်အချင်းနေပေါ်မူတည်ပြီးတော့တရားနှမျိုးဖြစ်နိုင်တယ်ပေါ့နော်တချို့ကလေးငယ်လေးတွေငယ်သေးတယ်နားမလည်သေးဘူးမိဘတွေကဥတော်ဆိုပြီးလိုက်ပြီးတော့ရှ िख ိုးကြတယ် တချို့တိရစ္ဆာန်လေးတွေကုသိုလ်ကောင်းမှုလုပ်တာတွေရှိတယ်ဆိုတော့ဒီတိရစ္ဆာန်တွေကလေးငယ်လေးတွေဟာအတိတရားအားနည်းတယ်နောက်ဘဝရှိတယ်ဆိုတာလည်းသူတို့မသိဘူးကောင်းတာလုပ်ရင်ကောင်းကျိုးရမယ်မကောင်းတာလုပ်ရင်မကောင်းကျိုးရမယ်ဆိုတာလည်းဒီကလေးတွေဒီတိရစ္ဆာန်တွေဟာသိဖို့ခက်ခဲတယ်မသိဖို့ခက်တယ်ဒါပေမဲ့လူကြီးတွေကတန်းလေးဥတော်လုံးခိုင်းလိုက်တဲ့အခါမှာကလေးတွေက ခြေခိုးတယ်။တန်းလင်းဆုံးလောင်းဆိုပြီးတော့ဘုန်းကြီးကိုဆုံးလောင်းခိုင်းကလေးတွေကဆုံးလောင်းတယ်။ဆိုတော့သူတို့ကကုသိုလ်စိတ်တွေဖြစ်တယ်။ဒါပေမဲ့အဲ့ဒီကုသိုလ်မှာယုံတဒါတော့မဖြစ်ပဲနဲ့ကြည်တဒါလို့ဖြစ်တယ်လို့ခေါ်တယ်ပေါ့။စိတ်ကြည်လင်မှုကိုဖြစ်စေတဲ့တဒါဖြစ်တယ်ပေါ့။အလုံးငယ်ရတဲ့ကလေးများနဲ့တိရစ္ဆာန်များမှာတဒါဖြစ်သလားလို့မေးဖြစ်တယ်။ဒါပေမဲ့ဘာတဒါလဲလို့မေးယုံတဒါတော့မဟုတ်ဘူးကြည်တဒါဖြစ်တယ်ပေါ့။ တော့ဘာသာကြားပြီတချို့မေးတယ်ရှင်များတဲ့တရားတရားကဗုဒ္ဓဘာသာမှာပဲဖြစ်တာလားခရိယန်တွေအစ္စလမ်တွေဟိန္ဒူတွေဘာသာကြားတွေမှာမဖြစ်နိုင်ဘူးလားမေးတယ်ဘာသာကြားတွေမှာလည်းဖြစ်ပါတယ်နောက်ဘဝကိုမယုံပေမဲ့ကုသကံအကုသကံတွေကိုမယုံပေမဲ့ဘာသာကြားတွေလည်းပရဟိတတွေလောက်တာရှိတယ်လူမှုကစားရေးလုပ်ငန်းတွေလုပ်ကြတယ်စေယုံတွေစောက်ပြီးတော့စေဝါတွေလှူဒန်းကြတယ်တရားတွေစောက်ကုသိုလ်တွေပြုကြတယ် တပင်းလေးဆိုင်ကုသိုလ်လေးပြုကြတယ်နော်ဘိုးဘွားကြီးသားလေးဖွင့်ပြီးတော့ကုသိုလ်လေးပြုကြတယ်ဆိုတော့အဲ့လိုဘာသာကြောင့်နေဖြစ်ပေမဲ့ကောင်းကြတာရှိပါတယ်ကုသိုလ်လေးအကုသိုလ်လေးမယုံဝေးမဲ့တော့ဘိုးဘွားမယုံဝေးမဲ့ကောင်းတာလေးလုပ်ကြတာရှိတယ်အဲ့ဒီခါမှာသူတို့မှလည်းတရားဆိုတာဖြစ်တယ်ပေါ့စိတ်ကြည်လင်တဲ့တရားဖြစ်တယ်အဲ့လိုပရာဟိတနေလုပ်နေတဲ့အချိန်မှာနော်ကုသိုလ်လေးဖြစ်တယ်နော် ုသိုလ်ဆိုတာမုန်တာဘာသာမှန်တာဖြစ်တာမဟုတ်ဘာသာကြားနဲ့ဖြစ်ခွင့်ရှိတယ်။ဘာကုသိုလ်ဆိုတာလည်းဘာသာကြားမှန်တာဖြစ်ခွင့်ရှိတာမဟုတ်မုန်တာဘာသာမှန်လည်းဖြစ်ခွင့်ရှိတယ်။အဘိဓမ္မာတရားဆိုတာမျက်နှာမလိုက်ဘူး။မုန်တာဘာသာဖြစ်ဖြစ်ဘာသာကြားဖြစ်ဖြစ်ကောင်းတာလို့ရင်ကုသိုလ်ရကြမှာကြည့်ပဲ။နော်မကောင်းတာလို့ရင်အကုသိုလ်ရကြမှာကြည့်ပဲ။မုန်တာဘာသာမှာပဲကုသိုလ်ရှိတယ်ဒီလိုမထင်နဲ့ဘာသာကြားတွေမှာပဲအကုသိုလ်ရှိတယ်ဒီလိုမထင်နဲ့ကုသိုလ်တို့အကုသိုလ်တို့ဆိုတာဗုဒ္ဓဘာသာမူပိုင်မဟုတ်ဘူး လောကမှာရှိတဲ့သဘာဝတရားတစ်ခုသာဖြစ်တယ်။ဘသူဖြစ်ဖြစ်ကောင်းတာလို့ရင်ကောင်းတာဖြစ်မှာပဲမကောင်းတာလို့ရင်မကောင်းတာဖြစ်မှာပဲ။အဲဒါကြောင့်ဘာသာကြားတွေဖြစ်ပေမဲ့နောက်ဘဝတွေမယုံပေမဲ့ကုသိုလ်အကုသိုလ်ကံတွေကိုမယုံပေမဲ့သူတို့တွေကောင်းတာလုပ်တာရှိပါတယ်။အဲဒီခါမှာသူတို့စိတ်ထဲမှာလောဘဒေါသမေမာနအိတ်တမစ္ဆရာတွေကင်းနေတယ်။အဲဒီခါမှာတရားလို့ခေါ်တဲ့စိတ်ကြည်လွန်မှုဖြစ်စေတယ်ပေါ့။နော်အဲဒါကြောင့်ဘာသာကြားတွေမှာလည်းတရားတရားဖြစ်သလားလို့မေးရင်ဖြစ်တယ်လို့ပြောရမှာဖြစ်တယ်။ ဘာတဒါလဲလို့မေးတော့ကြည်တဒါပေါ့နော်ယုံတဒါနဲ့ကြည်တဒါလို့တဒါနှမျိုးထဲမှာကြည်တဒါဖြစ်တယ်ပေါ့ဘုန်းတော်ဘာသာဒီမှာကတော့ယုံတဒါရောကြည်တဒါရောနှမျိုးလုံးဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒီနေရာမှာတဒါအတုဆိုတာလည်းရှိသေးတယ်အဲ့ဒါကဘုန်းတော်ဘာသာဒီမှာလည်းအတော်အဖြစ်များတယ်တဒါအတုယုံကြည်မှုအတုလို့ခေါ်တယ်ပေါ့နော်ယုံကြည်မှုအတု မလို့ယုံကြည်မှုအတုဖြစ်တယ်လဲဆိုတော့မြန်မာနိုင်ငံမှာလည်းရှိတယ်တချို့ဂေါ်ဘကလူကြီးတွေတချို့ဖျားလူကြီးတွေလှုပ်ရှားတာမျိုးမိမိဖျားကိုစီကားအောင်လို့ရောင်ကြီးတော့မလွတ်ပဲနဲ့ရောင်ကြီးတော့လွတ်ပါတယ်ဆိုပြီးတော့လှုပ်ကြံတာမျိုးတွေရှိတယ်နော်ရောင်ကြီးတော့မလွတ်ဘူးတကယ်တော့ရောင်ကြီးတော့မလွတ်ပဲနဲ့ရောင်ကြီးတော့လွတ်တရားလှုပ်ကြံတာမျိုးတွေရှိတယ်ကိုဖျားကိုလူစီအောင်လှုပ်တာလူတွေရန်လဲအဲ့ဒါယုံနေပေါ့နော် ဲ့တော့ရောင်ကြီးတော့မလွတ်ပဲနဲ့ဂောဘကလူကြီးတွေရဲ့ဝါဒဖြတ်မှုကိုယုံတာမျိုးရှိတယ်နောက်ဓာတ်တော်အတုတွေအကျိုးဘုရားဘုခီးတဲ့တွေပြန်လာရင်ဓာတ်တော်တွေပါလာတယ်မေ့ကြည့်တယ်ဘယ်ရရလဲဘယ်လိုဘယ်လိုရတယ်အများကြီးပဲအကျိုးလက်တစုပ်အကျိုးလက်နှစုပ်အကျိုးပလင်းနဲ့အပြည့်ဓာတ်တော်တွေအလောက်ပေါ်မနေပါဘူးနော်ဆိုတော့ဓာတ်တော်အတုတွေကိုလိန်ညာပြီးတော့ကိုယ့်ကိုပေးလိုက်တာကိုဓာတ်တော်အစင့်တို့ညုံနေတယ် နော်ဓာတ်တော်အစစ်လုံးယုံနေတယ်ဆိုတော့အဲ့ဒါကတဒါအစစ်မဟုတ်ဘူးတဒါအတုနော်တဒါအတုသူတို့တောင်မြို့မာကနုံစေတော်ဘုရားကြီးကအဲ့လိုရောင်ကြီးတော်အတုကိုဓာတ်တော်အတုတွေကိုယုံကြည်နေတာမျိုးဟာအဲ့ဒါတဒါအတုအဘိဓမ္မာအနေနဲ့ပြောမယ်ဆိုရင်အဲ့ဒါဖြင်းအညံ့ဖြင်းတာမောဟမကင်းတဲ့အကုသို့ပဲနော်မောဟမကင်းတဲ့အကုသို့ပဲဒါတောင်မြို့မာကနုံစေတော်ဘုရားကြီး မိတ်တာရှိတယ်နော်အဲ့ဒါမောဟမကင်းတဲ့အကုသိုလ်အဲတခုတော့ရှိတယ်ပေါ့နော်ဓာတ်တော်အတုဖြစ်ပါစေမြတ်စွာဘုရားကိုအာယုံပြုပြီးတော့ပူဇော်မယ်အဲ့ရဟန္တာဓာတ်တော်ဆိုရင်လည်းရဟန္တာဂုံကိုအာယုံပြုပူဇော်မယ်ဆိုရင်တော့ကုသိုလ်တော့ရတာပေါ့နော်အခုကယုံကြည်မှုဆိုတဲ့သဘောလေးတခုကိုပြောတာပါရောင်ကြီးတော့မလွတ်ဘဲနဲ့တွတ်တယ်လို့ယုံကြည်နေတာမျိုးဒါကိုဆိုလို့တာ နော်ဟိုတက်တော်တေချာမြတ်စွာဘုရားကိုမှန်းပြီးတော့ရှစ်ခိုးနာပူဇော်နာတူတန်းနာဒါတော့ကုသိုလ်ရတာပေါ့နော်ဘုဇွန်တို့ယနေ့ဟိုကြောက်စင်းလူတွေဆိုတာလည်းဒါဖရာအတုပဲလေနော်တကယ်ဆိုရင်ဒါဂျေစင်တူတော်တွေဆိုတာလည်းဖရာအတုပဲဒါပေမဲ့ဘုဇွန်တို့ဥချတယ်ဆိုတာဒီယုတ်တုကိုဥချတာမဟုတ်ဘူးတက်တော်တေချာမြတ်စွာဘုရားကိုမှန်းစာပြီးတော့ဥချတာဖြစ်တယ်အခုလည်းအဲ့လိုပေါ့နော်ဓာတ်တော်အတုဆိုရင်မလဲတက်တော်တေချာမြတ်စွာဘုရားရဲ့ဂုံတော်တွေကိုအာယုံပြုချေဖို့မယ်ဆိုရင်တော့ကုသိုလ်ရပါတယ် အခုပြောနေတာကယုံကြည်မှုဆိုတာကိုပြောနေတာဖြစ်ပါတယ်နော်အဲ့တော့ဓာတ်တော်အတုကိုအစစ်လို့ယုံကြည်နေမှုသဘောရောင်ကြီးတော့မလွတ်ပဲနဲ့လွတ်တယ်လို့ယုံကြည်နေမှုသဘောအဲ့ဒါကတော့ညံ့ပြင်းတာမောဟမကင်းတဲ့အကုသို့လို့ဆိုပါတယ်နော်နောက်တစ်ခါဦးဇင်းတို့တဒအတုတွေရှိသေးတယ်နောက်တစ်မျိုးကကြတော့ဘလိုမျိုးလဲဆိုတော့တဏတဏကတဒဟန်ဆောင်တာရှိတယ် တချို့ဘုန်းကြီးတွေအတန်ကောင်းတယ်အအတန်ကောင်းတာကိုကြီးညိုတယ်တချို့ဘုန်းကြီးတွေကအပြောကောင်းတယ်အပြောကောင်းတာကိုကြီးညိုတယ်တချို့ကဥပဒိယောက်ကောင်းတယ်ဥပဒိယောက်ကောင်းတာကိုကြီးညိုတယ်တချို့ကဘွယ်ထုဂုံထုတွေပေါ်တယ်အဲ့ဘွယ်ထုဂုံထုတွေကိုကြီးညိုတယ်အဲ့ဒါကကြတော့တရားအစ်စ်မဟုတ်ဘူးချစ်ခင်တဲ့နော်ပေမတဏလို့ခေါ်တယ်နော်ဘုန်းကြီးရဲ့အတန်ဘုန်းကြီးရဲ့ဥပဒိဘုန်းကြီးရဲ့ဂုံတွေကို ဘုံဆိုတာလောကီဘွဲတွေပေါ့နော်ဘွဲစိတ်တွေပေါ့အဲ့ဒါတွေကိုသဘောကျတယ်နှစ်သက်တယ်ခင်းတယ်အဲ့ဒါကျတော့တဏှဖြစ်သွားပြီတရားအစစ်မဟုတ်ဘူးသင်္ဃာတဘာကိုကြည်ညိုတယ်ယဟန်တဘာကိုကြည်ညိုတယ်ဆိုတာတီလဂုံတမာတိဂုံပညာဂုံတွေကိုအာယုံပြုပြီးတော့ကြည်ညိုကြမှာဖြစ်တယ်နော်တီလတမာတိပညာတွေကိုကြည်ညိုမှသာဗဒအစစ်လို့ခေါ်ပြီးတော့ဥပဒိယောကောင်းလို့ကြည်ညိုတာအပြောကောင်းအဟောကောင်းလို့ကြည်ညိုတာအပံကောင်းလို့ကြည်ညိုတာ အဲ့လိုမျိုးဆိုရင်တော့တဏှာအစစ်မဟုတ်ဘူးနော်တဏှာလို့ပဲခေါ်ရတယ်ပေါ့ဒါကလည်းပရိဒါလုံးလို့မိမိတို့ရဲ့အကျိုးစီးပွားကိုဆောင်ရွက်ပေးလို့ခင်တာမျိုးတွေရှိတယ်လीအကြောင်းဥစ္စံတော့အရင်တော့ဟောဘူးတယ်ကြီးညိုစရာကောင်းတဲ့ယဟန်နဲ့ခင်စရာကောင်းတဲ့ယဟန်ဆိုပြီးတော့နှစ်မျိုးပြောဖို့တယ်နော်ဘုရားရှင်ရဲ့အဆုံးအမတိုင်းသီလတမာတိပညာတွေကိုကျင့်ပြီးတော့ဇာတိစာချတရားတမာတွေကြည်ကြံအထုတ်နေတဲ့ပုဂ္ဂိုလ်ဒါကြီးညိုစရာကောင်းတဲ့ယဟန် အိဗရာဟိဒါလောက်တဲ့မိမိတို့ဒုက္ခရောက်နေတဲ့အချိန်မှာမိမိတို့ကိုကယ်တင်ပေးတယ်မိမိတို့ကိုဆင်းရဲဒုက္ခရောက်နေတဲ့အချိန်မှာမိမိတို့ကိုအလုပ်တွေချာပေးတယ်ငွေကြေးတွေစိုက်ထုတ်ပေးတယ်အကြောင်းကိုခေါ်ပြီးတော့ကျွေးမွေးဆောင်ရောက်ပေးထားတယ်အဲ့တော့အဲ့လိုဘုန်းကြီးမျိုးကြတော့ကခင်းတယ်ဟောဘုန်းကြီးငါတို့ကူညီပေးကြတယ်ငါတို့ကယ်တင်ပေးထားတယ်ဆိုတော့ခင်းတယ်မတူဘူးနော်ခင်းတာကြတော့တဏ္ဍာကြီးညိုတာကတဏ္ဍာတဏ္ဍာနဲ့တဏ္ဍာဟာရောနေတတ်တယ် အဲကြောင့်ကြီးညိုစရာကောင်းတဲ့ယဟန်နဲ့ခင်စရာကောင်းတဲ့ယဟန်လို့ဒီလိုမျိုးနှစ်မျိုးရှိတယ်ပေါ့အဲတော့ခင်စရာကောင်းတာကတဏှာလို့မှတ်ရမယ်တချို့မုန်းနာမာတာဝင်လေးထဲမှာတရာရောတဏှာရောနှစ်ခုလုံးရောဖြစ်တာမျိုးလည်းရှိတယ်မြတ်စွာဘုရားလက်ထက်မှာတောင်မှအရှင်ဝက္ကလိဆိုတာရှိတယ်အရှင်ဝက္ကလိကမြတ်စွာဘုရားကိုအလွန်ကြီးညိုရှိခင်တယ်စကားလုံးနှလုံးတွဲနေတာတတိပြုကြီးညိုတာရဲ့ရှိခင်တာရဲ့ ကြည်ညိုတာကတဏ္ဍာချစ်ခင်တာကတဏ္ဍာနှစ်ခုရောနေပါတယ်အရှင်ဝက္ကလိကမြတ်စွာဘုရားကိုတိတ်ပြီးတော့ကြည်ညိုချစ်ခင်တယ်ဖခင်ဘဲသွားသွားတကောက်ကောက်လိုက်တယ်ဖခင်နဲ့မခွာနော်ဖခင်ဘဲသွားသွားမြတ်စွာဘုရားကတကောက်ကောက်လိုက်နေတယ်အဲ့တော့မြတ်စွာဘုရားကိုကြည်ညိုတာလည်းပါတယ်ခင်တာလည်းပါတယ်ပေါ့အဲ့တော့နှစ်ပိုင်းပါနေတယ်ပေါ့နော်ကြည်ညိုတာကတဏ္ဍာဖြစ်ပြီးတော့ခင်တာကတဏ္ဍာဖြစ်ပါတယ်အဲ့တော့အရှင်ဝက္ကလိကဖခင်ဘဲသွားသွားလိုက်တယ်ဖခင်ဘဲသွားသွားသူကပါတယ် ။နောက်မြတ်စွာဘုရားကတရားဓမ္မအထုတ်ဖို့တိုက်တွန်းယူရတယ်။နော်။မြတ်စွာဘုရားဘာဟောတယ်လဲဆိုတော့အေးငါဘုရားရဲ့သင်ငန်းဆုံးကိုကိုင်းပြီးတော့ရှင်ဘဝတက်ကြမကလိုက်နေပါစေ။တရားဓမ္မအာမထုတ်ဘူးဆိုရင်တော့ငါဘုရားကိုမမြင်ဘူးလို့ဘုရားကအဲ့လောက်ထိကိုပြောယူရတယ်။ဘုရားနှုတ်ကတော့ဘလောက်ပဲတကောက်ကောက်လိုက်လိုက်ငါဘုရားနဲ့အဝေးကြီးပဲတဲ့ဘုရားကနော်။ငါဘုရားကိုမမြင်သေးဘူး။ မြတ်စွာဘုရားပွင့်လာတယ်ဆိုတာတတ္တဝါတွေတန်တရာဝဆင်းကလုံရောက်ဖို့အတွက်ပွင့်လာတာဖြစ်တယ်ပေါ့အခုလိုအပူဇော်ခံအကြည်ညိုခံတတ်တတ်နဲ့ဘုရားပွင့်လာတာမဟုတ်ဘူးเนาะအဲ့တော့ဘုရားကကြည်ညိုပါတယ်ပူဇော်ပါတယ်ဆိုတော့အဲ့လောက်နဲ့ဘုရားမပြီးဘူးဘုရားကတကယ်ကြည်ညိုလားဘုရားစကားနားထောင်ဘုရားတရားကိုအားထုတ်ဒါကြောင့်မြတ်စွာဘုရားကအိတံဃာတိကန္နာတုတ်ဆိုပြီးတော့ဟောထားခဲ့တာရှိတယ်เนาะဘဝထက်ချက်မကနောက်ကတစ်ခေါက်ခေါက်လိုက်နေတယ် င်ငန်းကြီးကိုဆွဲပြီးလိုက်နေတရားမကျင့်တရားအမထုံဘုရားနဲ့အဝေးကြီးပဲဘုရားနဲ့အဝေးကြီးပဲနော်ဘုရားကအဲ့လိုဟောယူရတယ်အေးကောင်းပြီအဲ့တော့အရှင်ဝက်ကလိဆိုတာအဲ့လိုတရားနဲ့တဏရောနေတယ်ပေါ့ဘုရားရှင်ကိုတည်ညွတ်တာလည်းပါတယ်ခင်တာလည်းပါတယ်အဲ့တော့ဘုရားပဲသောတာတကောက်ကောက်လိုက်တယ်ပေါ့တရားနဲ့တဏရောတယ်နောက်တစ်ပါးရှိသေးတယ်အရှင်သာဏဆိုတာဘုရားဘာသာတွေသိကြတယ် ညင်မီဆိုရင်မောင်ဆန်ဆိုပြီးတော့ဗုဒ္ဓဘာသာတွေခေါ်ကြတယ်။ဖာဘတ်တော်သူလည်းအဲ့တိုင်းပဲဖခင်ကိုကြည်ညိုတာရောခင်တာရောသူ့မှာဖြစ်နေတယ်။သူကဖခင်နဲ့ဖာဘတ်တော်ဆိုတော့ဖခင်ကိုတခင်ချင်းချက်တာသူကနော်မြတ်စွာဘုရားကဒါမင်းသားသူကဒါနော်အမတ်မျိုးလေးသူကနော်အဲ့တော့တခင်နဲ့နော်တပည့်လိုပေါ့နော်တခင်နဲ့တပည့်လိုဖြစ်နေတာအဲ့တော့သူကမြတ်စွာဘုရားကို ကြည်ညိုတာလည်းပါတယ်လို့တခင်လိုချစ်ချစ်ပြီးတော့ခင်းနေတာလည်းပါတယ်နော်အဲ့ဒါကြောင့်အရှင်သန္တာဟာလည်းပဲတရားရောတဏရောရောနေတဲ့ပုံကိုမျိုးလို့ပြောရမယ်အဲ့တော့ကြည်ညိုချစ်ခင်တယ်လို့မြန်မာစကားမှာသုံးတယ်မြန်မာနိုင်ငံမှာလည်းတချို့တက္ကသိုလ်ကမှတွေရှိတယ်လေကိုဇေယတော်တွေကိုကိုဦးစင်းတွေကိုဒီလောက်ကိုတမာတိကိုပညာကိုကြည်ညိုတာလည်းတစ်ပိုင်းမောင်လိုအကိုလိုအမလိုဒီညီကောင်မောင်နှမတွေလို ချစ်ကြခင်ရတာတွေလည်းရှိတာပဲဆိုတော့အဲ့ဒါကျတော့တဏှာဖြစ်သွားပြီပေါ့နော်အကျိုးရဟန်းခံကြတယ်တက္ကະကမပဲကိုဦးစင်းလေးကိုမိသားစုဝင်ဦးစင်းဆိုပြီးသတ်မှတ်ကြတယ်နော်အဲ့တော့ជីညိုတာကတဏှာဖြစ်ပြီးတော့အဲ့လိုမျိုးမိသားစုဝင်လိုမျိုးကိုယ့်ရဲ့သားလိုကိုယ့်ရဲ့မြေလိုကိုယ့်ရဲ့အကိုလိုမောင်လိုညီလိုနော်အဲ့လိုမျိုးချစ်ခင်ကြတာကျတော့တဏှာလို့ခေါ်တယ်ဗုဒ္ဓဘာသာဝင်တွေထဲမှာအများကြီးပဲပေါ့နော်ပဒါနဲ့တဏှာဟာရောနေတယ်ပေါ့ တရားနဲ့တနာရောနေတယ်အဲ့တော့ဦးဇုံတို့ပဋ္ဌာန်းထဲမှာအကုသလဓမ္မောကုသလတဓမ္မတဥပနိတယပစ္စေနာပစ္စယောအကုသိုလ်တရားကကုသိုလ်တရားကိုကျေးဇူးပြုတယ်ဆိုပြီးတော့လာတယ်မြန်မာစကားမှာလည်းဘာရှိလဲဆိုတော့ပုဂ္ဂိုလ်ခင်မှတရားမင်တယ်ဆိုတာလည်းလာတယ်ပုဂ္ဂိုလ်ခင်တာကတဏတရားမင်တာကတဒါပေါ့နော်အဲ့တော့ပုဂ္ဂိုလ်ခင်မှုလို့ခေါ်တဲ့တဏကိုအကြောင်းပြုပြီးတော့ ဟိုကျွန်တော်တရားမင်မှုတရားဘက်ကိုရောက်အောင်ကြိုးစားရမှာဖြစ်တယ်လို့ဆိုလိုတယ်။အကုသိုလ်ကိုအကြောင်းပြုပြီးတော့ကုသိုလ်ဖြစ်အောင်ကြိုးစားရမယ်လို့ဆိုလိုတယ်။နော်။အဲ့တော့ခုနကပြောခဲ့တဲ့အရှင်သန္နာတို့အရှင်ဝက္ကလိတို့မြတ်စွာဘုရားကိုချစ်ခင်တဲ့တဏှာကိုအကြောင်းပြုပြီးဘုရားကဓမ္မဘက်ကိုရောက်အောင်ဆွဲခေါ်သွားတယ်။အဲ့တော့မြန်မာနိုင်ငံမှာလည်းပဲအဲ့လိုပဲပုဂ္ဂိုလ်ခင်မှုကိုအကြောင်းပြုပြီးတော့တရားတွေအထောက်ပြတယ်။ဒီနေ့အရောင်မှာဓမ္မဆရာဘုန်းကြီးဓမ္မပြောတယ်။ သူတို့ရွာကကိုရင်လေးတွေဒီရောက်လာတယ်နော်ရွာကကိုရင်လေးတွေရောက်လာတော့ဘာသာရေးနဲ့အလန်းဝေးတဲ့တချို့မိဖတွေကိုသားလေးကိုအကြောင်းပြုပြီးတော့ဩငါတို့သားလေးကလက်ကူမျိုးမဟာဝိညာရအကြောင်းတိုက်မှာနေတယ်ဆိုတော့ကိုသားလေးနေတဲ့အကြောင်းတိုက်အကြောင်းကိုငါတို့သိမှဖြစ်မယ်ဆိုပြီးတော့ online ပေါ်ဒီမှာလေ့လာကြတယ်တရားတွေနာကြတယ်ကြည့်နော် ပါးဆိုတဲ့တန်ရောစဉ်တဏှာကိုအကြောင်းပြုပြီးတော့ဓမ္မဘက်ကိုရောက်လာတာပုဂ္ဂိုလ်ခင်မှတရားမြင်တယ်ဆိုတာနော်အကုသိုလ်တရားကိုအကြောင်းပြုပြီးတော့ကုသိုလ်ဘက်ကိုရောက်လာတာတော့ကိုတောင်းလေးမှာအကယ်၍ဒီကြောင်းတိုင်းမှာမရှိဘူးဆိုရင်ဒီတရားတွေကိုတို့နာဖြစ်ခြင်းမှာနာဖြစ်မှာဟောငါတို့သားလေးကဒီဇယ်ရောစီမှာနေတာဒီဇယ်ရောရဲ့အကြောင်းမှာတရင်သုံးနေတာဆိုတော့တို့တွေသိချင်တော့လေ့လာကြတယ်တရားတွေနာကြတယ်ကျောင်းတိုင်းရဲ့တနေ့တာလှုပ်ရှားမှုတွေကို online တွေမှာရှားပွေလေ့လာကြည့်ကြတယ်ပေါ့ဆိုတော့တို့တို့မှာဒရာတွေတိုးလို့အော်ငါတို့အကြောင်းကငါတို့ကိုရင်လေးကဒီမှနေတာကိုဆိုတော့တို့တွေဒီမှာသဘောတွေကြားလို့ကြီးညိုးလို့နော်ပြောချင်တာကပန်းတန်ရောစဉ်တဏှာကနေပြီးတော့ဓမ္မကို나ယူခြင်းမသားခြင်းလေ့လာခြင်းစေသုံးခြင်းဆိုတဲ့တရားဖက်ကိုရောက်လာတယ်ပေါ့အဲ့ဒါကြောင့်ဘုဒ္ဓတော်တောင်မြတ်မာကန်တော်ဆရာတော်ဘုရားကြီးကပုဂ္ဂိုလ်ခင်မတရားမင်မဲ့ တော့ပုဂ္ဂိုလ်ခင်မှုတဏ္ဍာကိုအကြောင်းပြုပြီးတော့ကုသိုလ်ဘက်ကိုရအောင်စူးစမ်းရမယ်လို့ဆိုလိုတယ်။ပထမအာကုသလောဓမ္မောတဏ္ဍာဆိုတဲ့အာကုသိုလ်တရားကကုသလတဓမ္မတတရားတရားဆိုတဲ့ကုသိုလ်တရားကိုဥပနိတိယပစ္စေနာပစ္စယောဥပနိတိယနဲ့ကျေစုပြုတယ်။အကြောင်းဒကာဒကာမတို့အနေနဲ့လည်းပဲနော်ချစ်ခင်ကြင်ညိုမှုချစ်ခင်မှုဆိုတာတဏ္ဍာကြင်ညိုမှုဆိုတာတတနှစ်ခုတွဲနေတဲ့အခါမှာချစ်ခင်မှုကနေကြင်ညိုမှုတရားဘက်ကိုရအောင်စူးစမ်းရမယ်။ တနည်းအားဖြင့်ဓမ္မဘက်ကိုရအောင်ကြိုးစားကြရမှာဖြစ်တယ်เนาะအဲ့တော့တန်ခါတော်ဆရာတော်ဒီနဲ့ပတ်သက်လာရင်သီလကုန်တမာတိကုန်ပညာကုန်တွေကိုကြီးညိုးပြီးတော့ဆရာတော်ဒီဆုံးမတဲ့အဆုံးမကိုလိုက်နာကျင့်သုံးကြရမှာဖြစ်တယ်တဏ္ဍာဘက်ကိုရအောင်ကူးကြရမှာဖြစ်တယ်เนาะတဏ္ဍာမှာတင်ရက်မနေဘဲနဲ့တဏ္ဍာတိကိုရအောင်ကြိုးစားရမယ်အဲ့တော့မြတ်စွာဘုရားကပြောတယ်เนาะအဝေးမှာနေနေမဲ့ငါဘုရားရဲ့အဆုံးမကိုလိုက်နာကျင့်သုံးနေရင်ငါဘုရားနဲ့နေနေလိမ့်မယ်လို့ပြောတယ် ။ဒါကြောင့်ဦးဇင်းတို့မြတ်စွာဘုရားနဲ့နီးကျင်တဲ့သူကဘုရားအဆုံးအမကိုလိုက်နာကြဖို့လိုတယ်လို့နားလည်ကြရမှာဖြစ်တယ်။ဒါကြောင့်ဒီနေ့အလို့ရှင်များနဲ့တကွဓမ္မမိတ်ဆွေများအားလုံးတရားအစစ်ကိုဖြစ်အောင်မွေးကြပြီးတော့မြတ်စွာဘုရားရဲ့အဆုံးအမတော်အတိုင်းလောကအကျိုးသာသနာအကျိုးကိုတည်ပိုးနိုင်တဲ့အမျိုးကောင်းသားအမျိုးကောင်းသမီးများဖြစ်အောင်ကိုယ်စီကိုယ်စီကြိုးစားအထောက်နိုင်ကြပါစေကုန်တည်း။အာအာအာ